အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကားဆိုရဲ့ဥပဒေသလမ်းများအကားဆို official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရည်စဲထားတဲ့ဇလံကောင်းလေးကတော့ဆရာကားဆိုကိုယ်တိုင်ရေးသားထားတဲ့စောထီဥပဒါနဲ့တုတ်တန်တဲ့ဇယကြီးဆိုတဲ့အတွဲတစ်စာသင်46ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါခင်ဗျာဒီဇလံလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇလံလေးကိုမတင်ဆက်ပေးခင်ပါလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခန္ဓာနာဆင်အားပေးကြပါဦးနော်ဟိုကျုပ်တို့ရသုံးတန်ဇေယကြီးကတော်တော်ဆွေးနေပြီဗျအဆွေးရင်လည်းဆွေးကြပါပဲအဲ့ဒီဇေယကြီးကဘယ်ခေတ်ကာလတုန်းကစောက်ထားတဲ့ဇေယကြီးမှန်းကိုမသိဘူးတဲ့အဲကျုပ်တို့ရဒီနေရာကိုမပြောင်းရင်ကတည်းကဟောဒီနေရာမှာဇေယကြီးကရှိပြီးသားလို့ပြောကြတယ်အဖက်လေးရောင်မှာဂျပန်ခေပြီးကြောက်ရောကပလေယောကတွေဖြစ်လို့အခုရွာနေရာကိုပြောင်းရွှေ့လာခဲ့ကြတယ်။ရွာပြောင်းလာတော့တုတ်တန်လိုလာပြီပေါ့ အဒီကမှာကုဇီယာကြီးရဲ့အနားမှာရှေးအုပ်ကူကြီးသုံးလုံးနဲ့မြေပုံအမှတ်သားတွေကိုတွေ့တယ်ဆိုပဲဒါနဲ့ပဲထွေထူးထူးမစင်သားတော့ဘဲနဲ့ဒီဇီယာကြီးရဲ့အနားမှာလူသေးချားကြရင်နဲ့အနောက်ဆုံးတော့ဒီနေရာကြီးကတုတ်တန်ကြီးဖြစ်သွားတယ်ဆိုပါတော့အဒီကမှာဒီဇီယာကြီးပေါ်မှာပဲတရဏဂုံတင်တာတို့မသားပြင်တာတို့လောက်ကြရင်နဲ့သူတို့လိုလိုရှိခဲ့တဲ့ဇီယာကြီးကလည်းတုတ်တန်ဇီယာကြီးဖြစ်ခဲ့ရတယ်ပဲပြောပါတော့ဗျာအဲ့ဒီတော့ဆောင်းနေကြီးဗျာအဲ့ဒေါ်လာကြီးဆိုတော့အေးလိုက်တာလေပြောမနေပါနဲ့ဗျာကျုပ်တို့ညာဆိုတာရာသီဥတုကပြင်းထန်နေဗျာ ။ပူတဲ့အချိန်ဆိုရင်လည်းအရန်ပူသလိုအခုလိုအေးတဲ့ရာသီဆိုရင်လည်းအသေးမတက်အေးတယ်။အဒီလိုအေးတဲ့အချိန်ကြီးမှာပဲရွာတွေကအဘိုးတန်ဆိုတဲ့လူကြီးကထသေးပါရောဗျ။အေးတဲ့ရာသီပူတဲ့ရာသီဆိုရင်အသက်ကြီးပိုင်းတွေကသေတဲ့ကြတယ်မဟုတ်လား။အဘိုးတန်ကလည်းအခုကအသက်60ကျော်ပြီးတော့တရားနာကိုကတ်နေပြီဆိုတော့သူ့သေးတာမဆန်းဘူးပေါ့ဗျ။အတူသားသမီးတွေကတော့တိတ်ပြီးတော့ဝမ်းနဲ့မနေတော့ပါဘူးလူလောကမှာအနှစ်တရာလောက်နေနေနေခဲ့ရတာတော်တော်တန်နေပါပြီဗျအဘိုးတန်မှာမြေးကြီးပဲ30လောက်ရှိတယ်ဗျအ အမြစ်ကဆက်တဲ့ရောက်အဲ့ဒီမြစ်ကမွေးတဲ့တီတောင်မှာအသက်20ကျော်လုံးမိမရပြီးတော့ခလေးတင်အခါလဲကျော်နေပြီအဲ့ဒီခလေးကလည်းအဘိုးတန်နေဆိုရင်တွတ်တော်တယ်ဗျအဲဒါကြောင့်ဒီခလေးနယ်ပဲပြောက်ပြီးတော့သူ့ကိုမောင်တုတ်ပဲခေါ်ကြတာအခုဒီပါပဲဗျအဲဆက်ပြောရင်တော့အဘိုးတန်ဆွေမျိုးတောင်းနေဆိုတော့သူ့အသူဘောက်ကိုလှုပ်တော့လာလိုက်ကြတဲ့လူတွေကမနှဲပါဘူးဗျအဘိုးတန်လောင်းကိုမြေချကနေကြတော့တုတ်တန်စီရဲ့ပေါ်တင်ကြတယ်။ဟိုဇေယျကျန်းကြီးတွေကလက်ထရာလောက်အနေရှိတဲ့တေသားကျန်းကြီးများကြီးတွေပြ အခုကဲအဲ့လိုကြမ်းခဲမရှိဘူးအဲဒါမဲ့လည်းနှစ်တွေကြာလာတော့ကြမ်းတွေကမိုးတန်လေးတန်နဲ့ဆွေးနေပါဘူးအဘိုးတန်တဲ့ကျုပ်တို့ကလည်းဆွေမျိုးမကင်းတော်တယ်ဆိုတော့အဘိုးတန်သားကြီးမှကူညီပေးရတာပေါ့ဗျာအဘိုးတန်ကိုမြေချမဲ့ရက်ကြတော့ဖျားလေးကြီးနဲ့တဲလာပြီးတော့တုတ်တန်ကျက်ပေါ်ကိုတင်လိုက်တယ်လူသေးကိုနောက်ဆုံးချိန်ဖြစ်ဖျားလေးကိုဖွင့်ပြတယ်ဗျဆရာတော်ကြီးကတော့ခေါင်းရင်းသားမှထိုင်းတယ်ဆွေမျိုးတွေကလူသေးကောင်ကြီးကိုကြည့်ပြီးတော့နောက်ဆုံးချိန်ကတော့ကြနှုတ်ဆက်ကြငိုကြယူကြနေပေါ့ဗျာအဘိုးတန်ရဲ့သမီးကြီးဆုံးဘွားစိန်ဆိုတာအသက်80လောက်ရှိနေပြီ။ အသူကတော့အသေးဆုံးပေါ့ဗျာအဘိုးတန်ရေလောင်းကြီးကိုဖတ်ပြီးတော့ငိုလိုက်တာပြောမနေပါနဲ့ဗျာအနာအမြေးတွေမြစ်တွေကဝိုင်းဖန်ပြီးတော့ဆွဲထားတယ်အမလေးဖေရဖေမရှိတော့ချုပ်တို့တွေဘယ်လိုနေရမှာလဲတော့ဖေရချုပ်တို့တကယ်ကြီးထားသွားပြီလားတော့ပြန်ခေါ်ပြီအဖေကိုပြန်ခေါ်ပြီဘောဆင်ကပြောလိုက်ရင်ဘက်ကိုလဲနေထုပြီးတော့ငိုလိုက်နေလုံနေတယ်ဗျတကယ်လဲပူဆွေးနေပုံရပါမယ်သူ့အိုက်တင်ကအကယ်ဒမီရမယ်ရုပ်ဗျ အဖိုးရင်တဲ့ရင်လူငှားပြီးတော့အေးရင်ကျူးခိုင်းတယ်လို့အခုလဲဘွားစိန်တယောက်ကအလောင်းကိုဖတ်လိုက်ငိုလိုက်နေပဲဇေယျဘော်လဲလူက90လောက်ကဖြစ်နေပြီဗျတချို့ဆိုထိုင်ပြားလို့မတည့်ရဲနဲ့ကြည်နေတဲ့လူနဲ့စောင်းကြောင်လေးထိုင်ပြီးတော့နေကြတဲ့လူနဲ့ပေါ့ဇေယျတော်တွေကရုတ်ဖတ်ပြီးတော့ဘွားစိန်ကိုမနှဲဖြောင်းပြတရားချပြီးတော့လူတွေကိုဇေယျဘော်ကနေချဖို့လုပ်ကြတယ်ကျုပ်ကတော့လူတွေထမ်းပေါ့ဗျဘွားစိန်တို့မိသားစုတွေကအခြေအနေစင်းကျုပ်တို့ကလာသားတွေကအလောင်းကြီးထမ်းပြီးတော့ဆင်းတာပေါ့ပြီးမှဇေယျဘော်ကလူတွေကကျုပ်တို့အနောက်ကနေလိုက်ပြီးတော့ဆင်းကြမှာ ကျုပ်ကလည်းအဘိုးတန်ရဲ့ခြေတော်ဘက်ကိုထမ်းထားရတယ်ဗျ။အဒီလိုနဲ့ထမ်းပြီးတော့ဇဲလေကားပေါ်နေစင်းတဲ့အချိန်မှာကျုပ်နေထိုင်လိုက်တဲ့လေကားချိန်လေးများဆင်းရနေပြုတ်ထွက်ပြီးတော့ဖြောင်းငနေကျိုကြသွားပါဟောဗျ။ချိန်ရင်ကိုကင်ထားတဲ့ကျုပ်ကလည်းဇဲရအောက်ကိုကျသွားတာပေါ့။ဒီကလူသေးကောင်းကြီးကထောင်ပြီးတော့အချစ်ရလူတွေပေါ်ကိုကျတယ်ဗျ။ကြမယ်ကြတော့လေအဖေနဲ့မခွင့်နိုင်တဲ့ဘွားစိန်ဘုံကိုတဲ့တဲ့ကြသွားပြီးတော့ဘွားစိန်ကိုမသာကြီးကပြိနေပါဟောဗျာဇရက်ဘွားကလူတွေကလည်းအုံခဲပြီးတော့ဆင်းမဲ့လုံးမှာ ဇေယျကျန်းကိုထောက်ထားတဲ့ဆင်နဲ့ကကြိုးကြပြီးတော့ဇေယျကျန်းကလည်းတစ်ဖက်ဆောင်းနေဖြစ်သွားပါဦးဗျာဇေယျဘောလူတွေအကုန်လုံးကလည်းရှော့စီးသလိုမျိုးရှော့ငနေပြုတ်ကြပြီးတော့မြေပေါ်မှာအထွေးလိုက်ပေးဗျာဆရာတော်တွေဆိုရင်လည်းသင်္ကန်းကြီးတကားကားနဲ့ပိုးလို့ပတ်လက်တွေကိုလမ်းနေပါဦးကြီးကြီးမားမားထိခိုက်သွားတဲ့လူမရှိပေမဲ့နာရီကိုလိုက်ပို့တဲ့လူတော်တော်များများကတော့ပုံပယ်ကုန်ကြတယ်ဗျာဘောဆင်ကတော့မသားကြီးပြီးပြီးတော့မျက်ဖြူလန်းနေလို့မနေနှာနဲ့ယူရတယ်ဗျာနောက်တော့ဒီစိမ့်နဲ့ပဲသွေးပြက်ပြီးတော့ယူသလိုလိုကြောင်းသလိုလိုဖြစ်သွားတယ် အလက်ကောင်ရမင်းကတော့ဖြစ်လိုက်အဆန့်ကြီးပဲကွာကျုပ်ပြောပြတာတွေကိုဥပဒါနားထောင်ရင်းနဲ့ခွတ်တိုးခိုင်းလိုက်ရဲနေပါဩဗျာအော်ဥပဒါရဲနေနိုင်သေးတယ်ဗျာကျုပ်ဖြစ်နားလိုက်တာ ပြောမနေပါနဲ့အခုတော့နားနေတော့ဟမ်မင်းကဘယ်နေရာနားနေလို့လဲကွာအော်ဟိုနေရာပေါ့ဗျာငါအကောင်းနဲ့မေးတာကွာအော်ဟုတ်ပါတယ်ဆိုဗျာမတော်တဲ့နေရာကိုထိသွားတာဗျာ ဟိုလှေကားတက်ကနေအောက်ကိုပြုတ်ကြရင်နဲ့ထောင်တက်လာတဲ့ချိန်လေးမြမတော်ရအောင်ထိပြီးတော့သွေးကြေတွေကိုဥနေတာဗျာအခုတည်းကိုအောက်နေတာပဲအမလေးဟိုငေါ့ပြားစမ်းကွာဟာမလုပ်ပါနဲ့ဥပဒါကျုပ်ရှက်လို့ပါစေးစရာဥမကြီးကိုတော့မှဒီကြောင်းကိုမပြောဘူးဗျတော့ကြောင့်မတော်ရအောင်လှန်ပြီးတော့ကုသနေမှာအခက်မဟုတ်လားဩမင်းရတော့ကွာယောဂအနာဆိုတာဖြစ်ရင်ကုသရတယ်ကွာမကုသရင်ပိုဆိုးလာလိမ့်မယ်ရောက်ချင်းပဲကွာငေါ့ရှက်စရာမလိုပါဘူးပြားစမ်းပါကြည့်အောင် ကဲဒါဖြင့်လေကြည်ဗျာကျုပ်ကလည်းထိုင်နေနဲ့ပစိုးကိုအသာလေးဖြေပြလိုက်တယ်ဥပဒါလည်းမျက်မှောင်ကျုပ်ပြီးတော့ကြီးလိုက်တယ်ဗျာဟာအလက်ကောင်ဟိုမင်းမင်းဟာကြီးကဟိုအကျုပ်ချောင်းကြီးလို့ဖောက်ဖောက်ကြီးနဲ့ရောင်ကိုင်းနေတာပါလားကွာအော်ဒီဟာအရေးကြီးတယ်ကောင်မင်းမကူဘဲနဲ့ထိုင်ရင်ပုတ်ပြီးတော့ပြကြသွားလို့တော်တော်လူစင်မမီဦးဖြစ်နေပါဦးမယ်ကွာအော်ဒါဒါမဲ့ဒါကြီးကိုသူများတွေကိုဘယ်လိုပြရမလဲဗျဥပဒါကြီးကလေ ဟိုဒိုးမြန်မာစေးနီးတွေထဲမှာတော့အနာရီကိုနေရာရွှေ့ပြောင်းပြီးတော့ကူးသားတဲ့နီးဆိုတာရှိတယ်ကွာဟိုဘယ်ဘလို့ဗျဟိုအနာကိုရွှေ့တယ်တဲ့လားအင်းမင်းယုံညံမယုံမယ်နော်ဖြစ်နေတဲ့အနာကိုနေရာရွှေ့ပြီးတော့ကူးသားတဲ့နီးကွာအရှိခေကဆိုမင်းမပြိုလေးတွေကမတော်ရနေရာကိုအနာပေါင်းရင်အဲ့လိုရွှေ့ပြီးတော့ဟိုအခြားနေရာကိုရောက်မှကူးသားကြတယ်ကွာဟောဥပဒါပြောတာအဆမ်းပါလားဗျကျုပ်တော့အခုမှကြားဘူးတယ်ဟုတ်တယ်ကွာရွှေ့တာတော့အကုန်ရွှေ့လို့ရတယ်ကွာ ဟိုကွာကြားတွေဖင်နေမှာပေါက်တဲ့သွေးစုနာတို့မွေးကြွနာတို့အဲပေါင်ရင်ပေါက်တဲ့တက်တန့်လိုအနာမျိုးပြီးတော့ဂျိုင်းအောင်မှာပေါက်တဲ့ဂိန်းနီယာနာအစားလို့စုံစုံနာဖို့တုံနာတွေအကုန်ရွှေ့လို့ရတယ်ကွာအရှေ့ဆရာကြီးတွေရဲ့နီးတွေပေါ့ကွာအများအဖြစ်ကတော့ဟိုမတော်တဲ့နေရာမှာဖြစ်နေတဲ့အနာကိုရွှေ့တယ်ကွာအပြီးတော့ဆေးထဲလို့မလို့မကင်းဖြစ်နေတဲ့အနာတွေဟိုမျက်စိနားမှာပေါက်တာအောင်ကရင်နဲ့ပေါက်တာအဒီလိုအနာတွေကိုရွှေ့ကြတာများတယ်ကွာမဟုတ်တာဗျာတနေရာမှာပေါက်နေတဲ့အနာကိုတနေရာကိုရွှေ့လို့ရမလားဗျာ ေးဘောကလူဆိုတာလည်းပြောမြုံကြုံဘူးမှတီးကြတာ ਉਹ ငါလည်းငငယ်ရဒီနီးကိုမယုံကွာဒါပေမဲ့မျက်စိနဲ့တက်အမြင်လိုက်တော့မှယုံသွားတာဟာဟိုဘလို့မြင်လိုက်တာလဲဆိုတော့ပြောပြပါလားဗျာอืมဒီလိုကငါအသက်40လောက်ကိုရောက်တော့အတိတယောက်ကဖို့တုံနာဖြစ်နေတာကွာအဖို့တုံနာဆိုတာနှာပုံနာလို့လွယ်ခေါ်ကြတယ်ကွာနှာခေါင်းထဲမှာလှိုက်စားပြီးတော့ပြည်တွေကြပြီးတော့ပုတ်စုံတွေနှမ်းနေတာကွာအဲအဲ့ဒီအတိဆိုရင်ငါနဲ့တကားပြောတော့ငါအနောက်အော်တော့မကက်ရဲဘူးကွာ သူနှခေါအကြတဲ့ပြည်နဲ့ခြေဆုပ်ဆုံးနဲ့တော်တော်ဆိုးတာကိုဖို့တုံနာဆိုတာအခုမှပဲကြားဘူးတော့တယ်ဥပဒါကြီးရဲ့အေးအဲ့ဒါ तू ကဆေးဆရာတယောက်တွေ့ထားတာကွာသူစီမအနာသောရွှေမယ်ဆိုလို့ငါလည်းမကြုံဘူးတာနဲ့လိုက်သွားမိပါဦးဟိအဲ့ဒီဆရာကြီးကထောက်ချရရဟိုးဘက်ကွင်းစက်မှာနေတာကွာဟိုတဲလေးနဲ့ရိုးအေးပဲနေတဲ့လူကြီးကွာတမားတော်လို့ထင်ကြမရှိပါဘူးကွာအဲ့ဒီရောက်တော့ तू ကလူနာကိုထိုင်ခိုင်းနေကွာအနာကဘယ်စင်ရောက်ပြီလဲလို့မေးတော့အနာကပါချန်းကိုတော့မှအတွင်းထဲမှာလှိုက်စားနေပြီတဲ့ဟာ မန္တလေးကိုဆင်းပြီးတော့ဆရာဝန်တွေလည်းပြတော့ဆရာဝန်တွေကခွဲမယ်ကြီးပဲပြောနေတယ်ဆိုပဲဒါနဲ့ပဲဆရာကြီးကခွဲတယ်ဆိတ်တယ်မလိုပါဘူးဆိုပြီးတော့အရင်ဆုံးလူနာကိုသူ့လည်းကိုအခိုင်းတယ်ကွာအလူနာလည်းဆရာကြီးစိတ်ကြက်ကူပါဆိုတာနဲ့ဆရာကြီးကပစိုးပိုင်းလေးနဲ့လက်ကောက်ဝင်နှောင်းကိုပတ်ပြီးလိုက်တယ်ကွာအဲပြီးတော့ညာဘက်ပောက်ကိုလဝန်းနဲ့အုပ်ပြီးတော့ဟဲ့နာဟောဒီမှာမနေနဲ့ငါခေါ်ရနေရကိုလိုက်ခဲလို့ပြောပြီးတော့အသက်အောင်ကြီးနဲ့ပါးကနေတဖြည်းဖြည်းဆွဲထားတယ်ပါးကနေလေပင်အဲလက်မောင်းကနေတစင်းနောက်ဆုံးလက်ကောက်ဝက်ကပစိုးပတ်ထားတဲ့နေရကိုဆွဲထည့်တယ် သုံးကြိမ်တည်းတည်းအဲ့လိုလုပ်ပြီးပစိုးပန်းကိုဖွင့်လိုက်တော့ဟိုပစိုးအော်ကလက်ကောက်ဝင်တာအေးပြားမှာအသားတွေကအကွက်လိုက်လန်ပြီးတော့သွေးတွေပြေတွေဆိုတာလည်းမြင်လို့မကောင်းဘူးဟေးဟောဆန်းလိုက်တာဥပဒါကြီးရဲ့အေးဆရာကြီးကအဲ့ဒီပြေတွေကိုဖန်ရည်တွေဆေးပြီးတော့ဆေးမုံတွေဖြူးပြီးတော့ဆေးထည့်ပေးလိုက်တယ်ကွာအတဖက်လောက်ကြတော့အဲ့လူရဲ့နှာခေါင်းကလုံးဝပျောက်သွားပြီးတော့ဟိုလက်ကအနာကလည်းအနဖေးတွေတက်လို့ကွာအမယိုကြီးကတော့တေတဲ့ဒီဂျမ်းွက်ကြီးဖြစ်ပြီးတော့ကြံနေခဲ့တာပေါ့ကွာအော်ထူးဆန်းနေဗျာဟိုဒါနဲ့ဥပဒါကိုအဲ့ဒီပညာကိုမတက်ဘူးလားဗျာ နေမလားကွာငါလည်းအဲ့ဒီဆရာကြီးကိုအရန်ထင်ကြည့်သွားပြီးတော့ဟိုကရော့ဝဲနဲ့လက်ဆောင်တွေကိုတော့မှတောင်းကြီးလေးကိုထည့်ပြီးတော့တပည့်သွားခံတာဆရာကြီးကငါ့ကိုသင်ပေးချာပါတယ်ကွာအခုနှစ်ရက်ကြာတော့ငါကိုယ်တိုင်အနာတွေကိုရွှေ့နေသွားတယ်ကွာဟိုခုနှစ်ရက်ထဲလားဗျာဒီနည်းကလွယ်တယ်ထင်ရပေမဲ့တကယ်ရောတော့တော်တော်ခက်တယ်ကွာအနာလည်းလူတန်းကိုရွှေ့မြောက်လက်ကောင်ကြီးအမိဘကိုပြင်မထားတဲ့လူအပြီးတော့ဝတ်တင်နွားတွေတက်ပြီးတော့အတံမွေးနေတဲ့လူသူများသားများကိုစုံကားထားတဲ့လူဆိုရင်တော့မဆွမ်းဘူးကွာ အရင်သမားဆိုရင်လေအဋိဌာန်နဲ့အနာရွှေ့ပြီးတော့တလားတိတိအရက်သေးတာမတော့ပါဘူးဆိုပြီးတော့တစ္ဆာဆိုမှဆွမ်းတာကွာဟိုပြောပါအောင်ဗျာကျုံတော်တက်ချင်းလာပြီအဲသူတင်ပေးတာနီးနှနီးကွာအနာကိုဖြောက်တဲ့နီးရယ်အနာကိုရွှေ့တဲ့နီးရယ်အနာကိုဖြောက်တာကြတော့လွေတယ်ကွာအဲ तू ကကိုယ်တိုင်ပဲလှုပ်လဲရတယ်ခေါင်းကိုက်တာခေါင်းခဲတာသွားနာတာသွားကိုက်တာတို့လိုအနာခက်သေးသေးဆိုရင်တော့တကယ်လို့အနာဘယ်ဘယ်ချမ်းမှဖြစ်တယ်ဆိုရင်ကွာဘယ်ဘယ်ချမ်းအချိန်မှလက်မအောင်ဖောင်းတဲ့ရေးတဲ့မှင်နဲ့တုပ်ပြီးတော့ဆေးဆိုးလိုက်တာပဲကွာ အမဲနဲ့တို့ဘာလို့တုတ်ပြီးဆိုရင်လည်းရတယ်ကွာထုံးကြတော့ကြာရှည်မခံမဲနဲ့ကွာကြလို့ထုံးမသုံးကြဘူးကွာအဲ့လိုဆိုပြင်အနာအပြောက်သွားတယ်တကယ်လက်တွေ့တိတာတယ်ကွာ၃ရက်လောက်ဆိုရင်ဟိုတော်တော်တက်တာသွားတာကွာဟာတိပြီတိပြီဟိုထားကြောင်းနေမှာကျို့တို့ဘာကြီးဖုန်းကြီးမဆုံးခင်တော့ဆိုရင်တော့အခေါင်းပေါက်ကြီးဖြစ်ပြီးတော့ကိုက်ကိုက်နေတဲ့တာဗျအဲတော့ကိုက်တဲ့အခါတိုင်းမှာခြေမလမ်းမကိုမှင်ဦးတွေကမှင်စိန်ပြီးတော့လှုပ်တာဒါကြောင့်နေမှာဗျဟုတ်တယ်ကွာအရှေးလူကြီးတော်တော်များများဒီနီးကိုတိကြတယ်အနာရွှေ့တာကတော့နည်းနည်းခက်တယ်ကွာ အဲသူကပညာရဲ့ပုံစံနေပေါ့ကွာကဲပြောနေကြပါလေကွာမင်းတန်ရအောင်ငါရွှေ့ပေးမယ်ဥပဒါလည်းပစိုးစုပ်တထဲကိုဆွဲဖြက်လိုက်ပြီးတော့ကြုတ်ချီမောက်ကိုပတ်ပေးတယ်ဗျဟိုဥပဒါဟိုဟိုတယောက်ကြတော့လက်ကောက်ဝိတ်ကိုလှုပ်တယ်ဆိုဗျာဟိုကွာဒန်ရနဲ့တန်ရတန်လှုပ်ရတာပေါ့ကွာမင်းဟာလည်းချီမားလောက်ရှိတာဟိုကွာငါချီးတယ်မှာပဲဥပဒါပြောပြီးတော့ရဲပါလေရောဗျာ ခြေမောက်ကိုပက်ပြီးတော့ကျုပ်ထံရောင်ပစိုးပေါ်နဲ့လက်နဲ့အုပ်ပြီးတော့ခပ်ပေါပေါလေးကင်လိုက်တယ်။အသက်ဝဝတစ်ချက်ကိုရှူလိုက်ပြီးတော့"ကဲအနာကြီးမိဒီမမနေနဲ့ငါ့နောက်ကိုလိုက်ခဲ့။ငါပြတဲ့နေရာမှာနေ။အဲ့လိုပြောပြီးတော့ပေါင်ကြားကနေပြီးတော့ပေါင်ကိုဆွဲတယ်ဗျ။အဲပေါင်ကနေတဆင်းနောက်ဆုံးခြေမစီကိုဆွဲချလိုက်ပြီးတော့"ကဲမိနေရာဒီမှာကွာမိဒီမနေ။ဒီအတိုင်းသုံးချိန်သုံးခါလုပ်တယ်။အနာရွှေ့တဲ့အခါမှာအရေးကြီးဆုံးကတော့အထက်ကိုပြန်မဆန်ဘူးကွာ။အဲအောက်ကြတဲ့နေရာကိုပဲရွှေ့ရတယ်။ ခေါင်းမှာဖြစ်ရင်တော့ခြေတော့အခေါင်းမှာဖြစ်ရင်တော့လက်လောက်ပေါ့ကွာရွှေ့ပြီးပြီမဲ့ဘလို့မအောင်မနေသေးဘူးဗျဥပဒါလည်းပစိုးပတ်ထားတာကိုမဖြေသေးဘဲနဲ့ကျုပ်ချိန်ပေါ့ကိုလက်နဲ့တောက်ထဲလိုက်တော့နားလိုက်တာပြောမနေပါနဲ့တော့ဗျပစိုးကိုဖြေကြည့်လိုက်တော့ချိန်မကြီးကဖူးယောင်နေတယ်ဗျကျုပ်ဖြစ်ယုံတော်မယုံနိုင်ဘူးဗျပစိုးကိုသာဖွင့်ကြည့်တော့ဟိုနေရာမှာဘာစုံဘာမှမရှိတော့တာအံ့ဩစရာပါပဲဗျဥပဒါလည်းပစိုးပန်းကိုလွှင့်ပြလိုက်ပြီးတော့ကဲလက်ကောင်ဒီနေရာဆိုတော့မင်းစေးထရပြီးရတာပို့ပြီးတော့လွယ်မသွားဘူးလားကွာ အန်ဩဇာကြီးဥပဒါရဲ့နောက်ဆိုရင်ဥပဒါစီကိုပဲလာတော့မယ်ဗျာဟာမင်းကတော့လုပ်ပြီမင်းကိုပြောလိုက်ရင်အဲ့လိုပဲအစားရှိအနောင်အောင်ပဲဒါကြောင့်မင်းကငါဘာမှမပြချင်တာလက်ကောင်အရင်ကဟိုနေရာအောင်နေဆိုပေမဲ့အခုတော့ချိန်မအထိတ်အောင်လို့လမ်းသွားရတာတော့မှထောင်းနေထောင်းနေဖြစ်သွားတယ်အတခုတော့ကောင်းသွားတာပေါ့ဗျာဟိုနေရာမှာဆိုရင်တော့ငန်းမန်းဝင်ပြီးတော့ပုံနေမှာဥပဒါပြောသလိုလူစင်မမီဖြစ်သွားမယ်မဟုတ်လားညနေရောက်တော့အိမ်မှာလူဆုံသွားတယ်အညာရဲ့ဆောင်းညနေရလေးတူနဲ့အေးကြပဲဗျာ အိမ်အောင်မှာလူကြီးပေါင်လုံးလောက်ရှိတဲ့ထင်းလုံးကြီးကိုမီးရှို့ပြီးတော့မီးဖို့ထားတယ်။လူကြီးတွေအကုန်လုံးကလည်းထင်းမီးဖို့နဘေးမှာထိုင်နေတဲ့ရင်းနှွေးချမ်းတောက်ကြနေပေါ့ဗျာ။အဖေကလည်းမတက်ထားရလိုက်ပြီးတော့ဟိုကျုပ်အခုလိုလူကြီးတွေအားလုံးကိုခေါ်ခိုင်းလိုက်ရတယ်ဆိုတော့ရွာပြင်သုံးဆန်ဇီယကြီးကိုပြင်ဖို့အတွက်တိုင်ပင်ခြင်းလို့ပါ။အားလုံးသိတဲ့အတိုင်းပဲလေ။ဟိုတနေ့ကဘိုးဆန်အာသူဘမှာသုံးဆန်ဇီယကစင်ကျို့ကြပြီးတော့ပျက်စီးသွားတာကိုအားလုံးသိကြမှာပါ။ဒီတဲ့ကရွာရဲ့နိုင်ရေးအခမ်းအနားတွေမှာအသုံးဝင်တဲ့ဇေယျဖြစ်တဲ့အတွက်ပြည့်အစင်ပြင်ခနာဆိုသလို ဇေယျကြီးကိုပြင်ဖို့အတွက်အားလုံးနဲ့တိုင်ပင်ခြင်းလို့ခေါ်လဲရတာပါ။ဟိုဒါတော့ကျုပ်ကန့်ွက်တဲ့တကြီးအောင်လူကြီးတယောက်ကထပြောပြော။ဟိုဘာကြောင့်ကန့်ွက်ရတာလဲဗျ။ဒီဇေယျကတာမန်ဇေယျမဟုတ်ဘူးဗျ။တုတ်တန်ရဇေယျဗျ။တုတ်တန်တင်းချောင်းကိုပြုပြင်ရွာခိုက်တယ်တကြီးအောင်။ရွာလာတယ်ဆိုတာတကြီးအောင်မသိဘူးလား။ဟိုကျုပ်ကြောက်မှုထားတာတော့တုတ်တန်မျိုးကိုမတိုးချဲ့ကောင်းဘူးဆိုတာပဲကြောက်ဥပါတယ်ဗျ။တုတ်တန်ဇေယျမပြည့်အပ်ဘူးဆိုတာတော့မကြောက်ဥပါဘူးဗျ။ဒီခါမှာကြံတဲ့လူတွေကလည်းထပြောတယ် ဟုတ်တယ်လေဗျာဒီစရက်ကိုမပြင်တော့ကျုပ်တို့ကနောက်တစ်ခါအတူပါလို့ရင်တိပင်ချင်းမှတရံကုန်တင်ရမှာလားဗျလူတွေဝိုင်းပြောတော့မှထန့်ကန်ခွဲတဲ့လူကလည်းငြိမ်ကြသွားတယ်အဓိကဆေးစရာဥမှတ်ကြီးကဟိုပြင်တာတော့ပြင်ပါတကြီးရဲ့အဲဒါမဲ့စာစုတခုတော့ရှိသေးတယ်ဗျเจ้าဝါစုဇေယျပြာစုတဲ့အဖုံးကြီးเจ้าတွေကိုဝါစုလာမှာစပြီးတော့မဆောက်ကောင်းတယ်လို့ဇေယျကိုလည်းပြာစုလာမှာမဆောက်အောင်ဦးတဲ့တကြီးရဲ့အဖေကလည်းမျက်မှောင်ကျုပ်လိုက်ပြီးတော့ ဟုတ်လားဦးမကြီးရဲ့ဒါဆိုဘာကြောင့်မဆောင်ရတာလဲဗျဟိုဒါတော့ကြုံလဲမသိဘူးဗျရှေ့လူကြီးတွေပြောခဲ့တာမယ်အဖေကလည်းမိဘုံတောင်သားမှာအေးလူလူထိုင်နေတဲ့ဥပဒါကိုတစ်ချက်ကြည့်လိုက်တယ်ဗျကြုံထင်ရတော့ဥပဒါကိုစစ်ကူတောင်းဖို့ဖြစ်မှာပါဟိုဥပဒါကိုဒီဆိုးစကားကိုကြားဘူးသလားဗျအเจ้าဥပါတယ်တကြီးဒီစကားကသူ့ခေသူ့ခါနဲ့ဆိုရင်တော့မှန်ပါတယ်အဲအเจ้าဝါဇူလာမှာမဆောင်နေဆိုတာဝါဇူလာမှာမိုးများတဲ့ကာလဖြစ်တယ် အဒီတော့ចောင်းសោဖို့တင်သမုတ်တဲ့အလုပ်ဒီမြေတန်းတဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာအခက်ခဲရှိနိုင်တယ်လေအဒါတွေမကဘဲနဲ့ဝါဆိုလာဆိုတာရဟန်းတော်ဒီဝါဆိုဝါကတ်တဲ့လားဖြစ်လို့ចောင်းဆဆောက်တာမသိတော့ဘူးလို့ဆိုလို့တာပါဟိုဒါဆိုဇေယျပြာဆိုဆိုတာရောဗျာအရှိရဇေယျဆောက်တဲ့အခါမှာတစ်တွေလိုအပ်ပါတယ်ဗျာအနတော်ပြာဆိုလားဆိုတာတောတဲ့တောင်တွေကသိဆွဲကြတဲ့အလုပ်သမားတွေအနာဟုကြတဲ့လားဖြစ်လို့အဲ့ဒီလားတွေမှာတစ်တွေကရှားတဲ့ပါတယ်တစ်ကောင်းကလည်းမရတယ်လို့ပြာဆိုလားမှာဇေယျဆောက်ရင်တခြားလားတွေတဲ့အကုန်ကြပုံများမှာမို့လို့ပါ အခုခေတ်ကျတော့တင်းဆိုတာရာသီမွေးရနိုင်ပြီမို့လို့ဒီဆိုရောကမမှန်တော့ပါဘူးတကြီးဥမာကြီးကလည်းမကြင်မနဲ့နဲ့ပြောတယ်ဗျဟဲ့လူပါတော့ခမောင်းကဘာတိလို့ဝင်ပြောတာလဲဗျရှေးထုံးဆိုတာလည်းမပယ်ကောင်းဘူးနော်အေးရှေးထုံးလည်းမပယ်နဲ့ဈေးသုံးလည်းမလွင်နဲ့ဗျရှေးထုံးမပဲကောင်းဆိုတာတချို့ຢာတွေကတော့မှန်ပါတယ်ဗျ။အဲဒါပေမဲ့ခင်းစနစ်နဲ့မညီတော့တာတွေကိုတော့ပယ်သိရင်ပယ်ရမယ်လေ။မေးသိရင်မေးလိုက်ကြအောင်ပါ။ဘီးပုံမင်းမဝိုင်းထိုင်နေတဲ့လူတွေကလည်းလှုပ်ရှားရှားဖြစ်ကုန်ကြပြီဗျ။ ဥမကြီးဆိုရင်လည်းဒေါသထွက်ပြီးတော့မျက်နှာကြီးကနီးရဲနေပြီဗျဥပဒါကတော့ဆက်ပြီးပြောတယ်ဗျအေးပြီးတော့ဇေယျဆိုတာခမရတို့ထင်တယ်လို့ယုံညံ့တဲ့အရာတခုမဟုတ်ပါဘူးဗျဇေယျဆိုတာရှေးမြမာကြီးတွေကအလွန်တန်ဖိုးထားခဲ့ကြတဲ့အလူတစ်မျိုးပါဇေယျဆိုတာတာရေးနာရေးကိစ္စအလုံးစုံတွေသုံးနိုင်နေဗျဒါကြောင့်ရှေးရဆိုရင်တော့တရားမှာဇေယျတခုတော့အနည်းဆုံးဆောက်လို့လူတန်းကြတယ်ဇေယျဆောက်တဲ့အခါမှာလေတာမန်အိမ်ကြီးဆောက်ထားတဲ့တေကောင်းဝကောင်းတွေကိုအသုံးပြုပြီးတော့ငွေကြေးအကုန်ရခံပြီးတော့ဆောက်ကြတယ်ဆိုတော့ နေရာထိုင်ခဲ့အလူဖြစ်တဲ့အတွက်မုံမင်းမဲ့ဆောက်လို့လှူဒန်းကြတဲ့သဘောပါအဲပြီးတော့ဇရက်လှူထားတဲ့အလူရှင်တွေကကိုလူထားတဲ့ဇရက်မှာခီးသွားတွေလာရောက်နားနေတဲ့အချိန်ထဲမှာကုသိုလ်ကောင်းမှုတွေရနေတတ်တယ်ဗျဒါကြောင့်တချို့သတိတွေဆိုရင်ဇရက်ကြီးတွေဆောက်လို့ပြီးတော့လာရောက်တဲခွေတဲ့သူတွေအစဉ်ပြောင်းလို့ဇရက်နားမှာရေချမ်းတင်တွေကိုတဲထားကြတယ်ရေသုံးနိုင်အောင်လို့ရေတွင်းတွေကိုတူးပေါ်ပေးထားကြတယ်ရှေးခေတ်ကဆိုရင်တော့မြင်းသာနွားသာအတွက်ပါစီစဉ်ပေးထားတာဗျအဲဒါတွေမကောင်သေးဘူးလူတွေပါအတင်စားနိုင်အောင်လို့စားအုပ်စားခွက်တွေပြင် စံနေစီတွေကိုပါလှူဒန်းထားတဲ့ကြသေးတယ်။တချို့များဆိုရင်ပြဇေယမှာတဲခိုတဲ့မင်းကလေးတွေအစဉ်ပြောင်းလို့ကြောက်ပြင်းတဲ့တနခါနန္ဒပြူတုံးတွေကိုဒါနပြုထားတဲ့ကြပါသေးတယ်။ဒါကြောင့်ဇေယဆိုတာအလွန်ကုသိုလ်ရတဲ့ကုသိုလ်ဖြစ်လို့ရှင်းမြန်မာကြီးတွေကတန်ဖိုးထားတိဆောက်ခဲ့ကြတာဖြစ်ပါတယ်ဗျ။ဒါကြောင့်တိုင်းနိုင်ငံသားအင်္ဂလိပ်လူမျိုးတွေကမြန်မာပြည်ရဲ့ဟိုတယ်မလို့တဲ့တိုင်းပြည်ဆိုပြီးတော့ချီးကျူးခဲ့ကြပါတယ်ဗျ။အခုသုံးတဲ့ဇေယျကြီးဆိုတာလေတချင်ရခီးသွားတွေသွားရင်လာရင်နဲ့နောက်ခုနိုင်မှုအတွက်စောက်ထားပေးခဲ့ကြတဲ့ဇေယျဆိုရင်လည်းမမှားပါဘူး။ အကြောင်းမျိုးမျိုးကြောင့်သာတုံ့ပြန်တရားဖြစ်သွားပေမဲ့ကျိုးတို့တသက်လုံးနီးပါးနိုင်ရေးကိစ္စတွေအသုံးပြုလာခဲ့ကြတယ်မဟုတ်လားဒီလိုစရဲကိုကောင်းတဲ့ရွေချမ်းတဲ့ပြင်ပါကိုခမရတို့ကဘာတွေကန့်ကွက်နေကြအောင်မှလဲဗျဥပဒါပြောတော့မှအားလုံးကလည်းပါဇက်ပိတ်ကုန်နေဗျအဖေကလည်းပြုံးလိုက်ပြီးတော့ကဲဒါဆိုရင်တော့တုံ့ပြန်တရားစရဲကြီးကိုပြန်ပြင်ဖို့အတွက်ကန့်ကွက်တဲ့လူကမရှိတော့ဘူးလို့ထင်ပါတယ်ဒီစရဲကြီးပြင်ပါရေးအတွက်ကျုပ်ကငွေ၂ရောင်အရင်တည်ပြီးတော့ထဲ့ဝင်လှူဒန်းပါမယ် အဖေကလည်းကျုပ်ကိုမျက်စာပြပြလိုက်တော့ကျုပ်ကလည်းသပွဲပေါ်တင်ထားတဲ့ငွေဖလားကြီးကိုပိုက်ပြီးတော့အဖေနားကိုလာခဲ့လိုက်တယ်။အဖေကငွေနေရာထဲတဲ့အခါမှာကျန်တဲ့လူတွေကလည်းငွေတွေကိုထဲကြတယ်ဗျ။ငွေမပါတဲ့လူကလည်းဘယ်ရွေးဘယ်လောက်ထဲပါမယ်ဆိုပြီးတော့ဂရုပြုကြတယ်ဆိုပါတော့ရွာထဲမှာတင်တဆင်းအလူခံလိုက်တာဇရက်ပြင်ဖို့အပြင်အလူငွေ2000နီးပါးရခဲ့တယ်ဗျ။အဲရတဲ့ငွေနဲ့တစ်တွေကိုအစ်စ်ပြန်ဝယ်ရတယ်။ဇရက်ကြီးကလည်းရတဲ့အမှမရှိတော့တာပဲဗျ။ပြန်သုံးလို့ရတဲ့တစ်ဆိုတာတစ်ချောင်းတော့မရှိတော့ဘူး။တိုင်တွေကလည်းပိုးရိုးလောက်ကိုက်တွေနဲ့ချိနေနေပြီပေါ့။ တစ်တွေဝယ်ပြီးတော့သုတ်သံထဲမှာပုံထားလိုက်တယ်ဗျအဲလိုအားတော့အများဝမ်းကွန်ကြီးကြမယ်လေကျောတို့လိုရွာကန်ကာလာသားတွေကလည်းလိုအားဆိုင်မယ်ပေါ့ရွာလက်သမားဆရာကြီးကဇေယျဆောက်ဖို့အတွက်တိုင်းထွာပြီးတော့တစ်တွေကိုဖျက်ကြတယ်အရင်ကသွားတဲ့လွာတဲ့လူမရှိလို့တိတ်ဆိတ်နေတဲ့သုတ်သံကြီးကအခုတော့လွှားပြက်တဲ့ဆောက်ထင်းတဲ့အတန်ဒီနဲ့စူးညံနေတော့တာပါပဲဗျဇေယျကိုသုံးရက်နဲ့အပြီးဆောက်ကြဖို့စီစဉ်ထားတယ်ဗျတစ်တွေအစင်သေးဖြစ်တဲ့နေ့မှာဇေယျကိုဖျက်ပြီးတော့ဆောက်ဆောက်ဖို့အကုန်လုံးကလည်းတိုင်ပင်ထားကြတယ်အဲ့တစ်တွေကိုသူ့နေရာနဲ့သူဖျက်တော့မှတ်သားပြီးတဲ့အခါမှာတော့ ဇေယဟောင်းကြီးကိုဖျက်ဖို့ကအချိန်ရောက်လာပြီပေါ့ဗျာကလာသားတွေကလည်းသတိကြီးကြီးထားပြီးတော့ဇေယကြီးပေါ့တက်ကြတယ်ဗျဇေယမိုးတော့တေသားပြင်ကင်းနေနဲ့မိုးထားရတာဆိုတော့အမိုးတွေကိုခွာထုတ်အပြင်ဒိုင်းနန်းနေမြားတန်းတွေကိုတူတွေနဲ့ထုတ်ချချိုးချကြနဲ့တန်းကြီးလန်းကြီးလုံးနေကြတာပေါ့ဗျာကလာသားတွေအများကြီးဝိုင်းလှုပ်ထားဆိုတော့မျက်နှာကတော့တော်တော်မြင်နေဗျအနေကင်းသမီးစားပြီးကလေးကစဖြတ်လိုက်ကြတာညနေ3:00လောက်ရောက်တော့အကုန်လုံးနှီးပါဖြတ်ပြီးသားဖြစ်နေပြီဗျကြံကင်းတွေကလည်းအကုန်ခွာပြီးကုန်ပြီ ြံနေတာဆိုလို့တိုင်ဟောင်းကြီးနေရဲ့တန်းလေးနေနေပါပါရဲ့လို့ပဲကြံတော့တာအဲ့ဒီမှာပြင်တာဆဖြစ်တာပဲဗျာတန်းနေအကုန်လုံးကိုဖြုတ်ပြီးပြီမဲ့လေတန်းတစ်ခုရဲ့မြားတန်းတစ်ခုရဲ့ကဘလို့မှဖြုတ်ချလို့မရဘူးဖြစ်နေတယ်ကြံနေတန်းနေရဟောင်းပြီးတော့ဆွေးနေလို့တူနေချက်လို့ရဲလိုက်တာနဲ့တူလူလူကြိုးကြသွားပြီမဲ့အဲ့ဒီတန်းနှစ်တန်းကတော့ဘလို့မှဖြုတ်လို့မရဘူးဗျာအကိုကြီးကလည်းမယုံလို့တိုင်ပေါ်ကိုဖတ်တက်သွားတယ်အဲ့ပြီးတော့လေတန်းကိုတူနေထုကြတာပဲ သုံးနှစ်ပတ်လည်လောက်ရှိမဲ့တန်းလေးကိုတူဒီနဲ့ထုတန်ရင်းနေနဲ့ဂလန်ထိုးချပေးမယ်လုံးဝကိုကြာမတော်ဘူးဗျအဒီတန်းနှစ်တန်းနဲ့မှကလာသားတွေအကုန်လုံးကလည်းလက်မှန်ချရတော့တယ်ဟိုကလာသားတွေတစ်ဖွဲ့ကြီးကစိတ်ကြိုက်တက်ပြီးတော့ထူးခြားနှက်ကြတာတော့ဘလို့မှမနေပါဘူးဗျအဒီလိုနဲ့တဖြည်းဖြည်းညနေဆောင်းလာတယ်ဗျအချိန်ကလည်းညနေ၄နာရီခွဲ၅နာရီထိုးကနေလောက်ဖြစ်လာတယ်ဗျသုံးတန်းထဲမှာတော့တိပင်းကြီးတွေရှိတယ်ဆိုတော့အပြင်ရတယ်ပို့ပြီးတော့မှောင်ကြလာအဒီချိန်မှာပဲကလာသားတယောက်ဖြစ်တဲ့မောင်ကိုတယောက်ကထောက်ပြီးတော့ငိုတော့တာပဲဗျာ ငိုတာမှငိုကြီးချမ်းမနဲ့ရှိုက်ကြီးတငင်ကိုငိုတာဗျအစားဒီကောင်ကျုပ်တို့စနေတယ်ထင်တာဗျအဲနောက်မှဒီကောင်ကတကင်ငိုနေမှန်းကိုတီးလဲရကာလာသားကောင်းကိုမြင်ရလဲမောင်ကုတ်အနာကိုတွုတ်ခဲ့သွားပြီးတော့မောင်ကုတ်မင်းဤသားသမားတော်ပါသားလို့ငိုနေတာလားကွာမောင်ကုတ်ကျုပ်တို့ကဝိုင်းလောင်ကြတယ်ဗျအဲမောင်ကုတ်ကလည်းငိုနေရနေရက်သွားပြီးတော့သူ့ဘေးချထားတဲ့ဓမ္မကြီးကိုကောက်ပြီးတော့ကိုမြင့်ကိုပြစ်ခုတ်တာဗျာ ကိုမင်းကအရှောင်ပြန်လို့သားပေါ့မဟုတ်ရင်တော့အဲ့ဒီနေရာမှာနေခေါင်းမှာပြတ်ထွက်မလာပဲဟောဒီကမောင်ကမင်းမင်းဘာဖြစ်တာတို့တို့ကလည်းအလံချားနဲ့ဝိုင်းမိကြတယ်အမောင်ကလည်းဓမ္မကြီးနဲ့မဲမဲမင်းတို့ကိုလိုက်ခုန်နေတာဗျစတာနောက်တာမဟုတ်ဘဲနဲ့တကယ်ကိုအားကြီးနဲ့လိုက်ခုန်နေတာကျုပ်စိတ်ထဲတော့တခုခုကမုံမမှန်မှန်ကိုသိလိုက်ရပြီလေဒါနဲ့အကိုကြီးနဲ့တိုင်ပင်ပြီးတော့မောင်ကိုဝင်လုံးကြရတော့တယ်မောင်ကလည်းအရှိတအယောက်ကိုမဲပြီးတော့ခုန်နေတဲ့အချိန်မှာအကိုကြီးနဲ့ကျုံနေရမောင်ကိုပြေးလုံးကြတာဗျ မောင်ကုတ်လက်ထဲကဓမ္မကိုလူယူပြီးတော့ခြုံထဲကိုလွှင့်ပြပြီးတော့မောင်ကုတ်ကိုမနှဲချုပ်ထားကြ။မောင်ကုတ်ကမူမမှန်ဥပြိုအသားတွေကလည်းပူးချင်နေတာပဲ။ဟိုတရေပူးတာလားအပမိတာလားပဲ။ဟာဒါဒါဆိုသကြီးတော်ပြောမှထင်နေ။ကိုမြင့်ကထွက်သွားဖို့လို့တော့ကျောက်ကလည်းကိုမြင့်ကိုဝင်တော့။ဟိုကိုမြင့်ခမောင်ခမောင်အဖေကိုတော့ပြောလို့မရဘူးဗျ။ ။ငကိုကရင်ရမှာရွာတွေကလူတွေကသုတ်တန်တဲ့ကိုပြင်မယ်ဆိုလို့ရွာနာမယ်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးတော့ပြောနေကြတာ။မောင်ကုန်းကိုတရားဝင်ဘူးတဲ့ဆိုတာများတည်သွားလို့တော့အကုန်လုံးဝိုင်းပြီးတော့ကန့်ကွက်ကုန်ပဲဗျ။ဟိုအဲ့တော့မင်းမင်းပြောတာလည်းဟုတ်သားကွာ။ဒါဆိုဘယ်လိုလုပ်ကြမလဲ။ဟိုဒီချိန်ဥပဒေကွင်းထဲမှာပဲရှိနေဦးမှာဗျ။ဟိုမတကရွာတွေကိုနွားတွေမောင်းသိနေလောက်ပြီ။ဥပဒေကိုတောက်ခေါ်ပေးတမ်းပါဗျ။ကိုမင်းကလည်းခေါင်းကိုဆက်ခရဲညှိပ်ပြီးတော့တုတ်တန်တွေကနေပြေးထွက်သွားတယ်။မုံကုတ်ကိုကျုပ်တို့လူလေးယောက်ကဝမ်းချုပ်ထားတာတော့မှတစ်ချက်တစ်ချက်မှယုံယုံထွက်နေသေးတယ်ဗျာ မောင်ကိုလိုဗလားနဲ့ကျုပ်တို့ချုပ်တော်ကိုတာမန်ဆိုမယုံနိုင်တော့ဘူးဗျဒါအပမီတာကျင်းနေတယ်ကိုမင်းကလည်းတုံးတန်တွေကိုပြေးဝင်လာတော့အနောက်မှာဥပဒါလည်းပါလာတယ်ကျုပ်တို့တချက်ဝေးကြည့်လိုက်ပြီးတော့ဟေ့ကောင်နေဘာဖြစ်ကြတာလဲကွာဟိုဥပဒါမောင်မောင်ကိုတယောက်အပမီတယ်လို့ဖြစ်လို့ဥပဒါဥပဒါလည်းပြေးလာပြီးတော့မောင်ကိုရဲ့ကောင်းလဲနဲ့ပုတ်ထက်လိုက်တယ်အဒီတော့မှအတင်းယုံငန်နေတဲ့မောင်ကိုတယောက်ကလည်းငြိမ်ကြသွားပါတော့တယ်ဥပဒါလည်းကျုပ်တို့နောက်ဆုံးခိုင်းပြီးတော့ကဲပြောတဲ့နင်ဘလူလဲဟာ ငါနယ်မယ်ရွှေဦးဖေရရွှေဦးလေဒီနယ်မယ်ငါတစ်ခါမှမကြဘူးငါဟောဒီတရကြီးကိုလှူခဲ့တဲ့ရွှေဦးပဲဖတ်လိုက်ရွာရွှေဦးပဲဥပဒါလည်းမျက်မှောင်ကျုပ်လိုက်တယ်ဗျဩရွှေဦးဆိုတော့ဟိုတထဲဦးလူကျော်ရဲ့မိမတကြွယ်မမရွှေဦးလားဟုတ်တယ်ဟိုနေပေါင်းဟာနေရပါဖြစ်လို့ဒီကောင်ဝင်ဘူးရတာတော့မကျင်နဲ့လို့ဟဲ့ဒီတရကငါလှူထားတာငါအခုထိလည်းဒီမှာနေတော့မယ် ်ငါလူထားတဲ့တဲကိုဒင်းတော့ဖျက်တယ်ငါနေတဲ့နေရာနေလဲမောင်းထုတ်ခြင်းတယ်ဒါကြောင့်ငါတားရတာဟိုနေပါလို့ခြင်းလို့လေငါစရကိုမထိနဲ့ငါစရကိုမဖျက်နဲ့ငါစရကိုနေလို့ဖျက်ရင်နေလို့တူရလုံးကိုငါမီးလိုက်ပြစ်မယ်ဥပဒါလည်းတပင်းချက်ကိုချလိုက်ပြီးတော့ဩဒုက္ခဒုက္ခအစွဲတွေဆိုတော့တော်တော်ကြောက်ဖို့ကောင်းပါလားဒီမဲ့ရွှေနေရတစ်ချိန်တော့ကြီးကြီးတဲ့ချမ်းသာတဲ့ကြွယ်မာကြီးဖြစ်ခဲ့တယ်နော်ဖက်လက်ရွာတွေကဖျားကိုလည်းနေရလှူခဲ့တယ် အခုနေပြောသလိုသားဆိုဒီစရက်ကိုလည်းနေလူခဲ့တာပဲမဟုတ်လားဒီလိုကောင်းမှုတွေလုပ်ထိုင်ရတာနဲ့ဒီစရက်ကြီးကိုဆွဲနေတာတော့မဖြစ်သင့်ပါဘူးခါဟဲ့မဆွဲလို့ရမလားဒီနေရာငါယောက်ျားငါသားသမီးငါသားကောင်းချသွားတဲ့နေရာသူတို့နေရာကိုငါစောင့်ရှောက်ပေးရမယ်မဟုတ်လားကျုပ်တို့တော့ဘာမှနားမလဲတော့ဘူးဗျာဟိုဥပဒ်သာ तू तू ဘာတွေပြောနာလဲဗျာအဒီလိုကဒီเจ้าတွေကိုငါသိတော့မမိလိုက်ဘူးငါအမေပြောပြဘူးတာကတော့အရင်ကဖတ်လိုက်ရမှာတကြွမမွှေ့ဘူးဆိုတာရှိရဲ့တဲ့ အမျိုးစင်သက်အမွေတွေကိုစက်ခံရရှိပြီးတော့ဒကြယ်မဖြစ်သွားတာဟိုခင်မကောင်းတဲ့အချိန်မှာသူတို့အိမ်ကိုဓမြတွေဝင်တိုက်တော့အဓမြတွေကသူ့ယောက်ျားသူ့သားနဲ့သူ့သမီးကိုဖမ်းသွားပြီးတော့တနေရာမှာတက်ပြစ်လိုက်ကြတယ်ဆိုပဲကွာကဲရွှေဦးဒါဆိုရင်အရှင်ကဒီနေရာမှာရှိခဲ့တဲ့အုပ်ဂူကြီးသုံးလုံးဆိုတာနေယောက်ျားနဲ့သားသမီးတွေရဲ့အုပ်ဂူတွေလားအဲ့ဒါဒီနေရာပဲအေးသူတို့ကငါသားသမီးတွေကိုဒီစရဲပုံမှာနေတက်ပြစ်ခဲ့ကြတာငါ့ကိုလည်းဒီစရဲပုံမှာနေမဖွဲမရတွေလုပ်ပြီးတော့တက်ပြစ်ခဲ့ကြတာဒင်းတို့ကငါမကြည့်ဘူး ဒီနေ့ငါလွတ်တော့မယ်မကောင်းတာလှုပ်ထားတဲ့လူကမကောင်းတာလှုပ်တဲ့အကျိုးကိုတချိန်ကျရင်ပြန်ခံစားရမှာပါဟာငါတို့ဓမြတိုက်တာဘလူလဲဆိုတာ နေတို့သိကြလား तू ကမေးလိုက်တော့ကျုပ်တို့အားလုံးကလည်းခေါင်းခါပြလိုက်တယ်အေးအဲ့ဒါတန်ခဲ့ရဲ့ဖေတန်လုံးပဲဥပဒါလည်းကြောင်းအန်းနဲ့ဖြစ်သွားတယ်ဟိုတန်ခဲ့ဆိုတော့တလောကသေသွားတဲ့အဘိုးတန်ကိုပြောတာလားအဲဒါဆိုရင်အဘိုးတန်အာစုပါချတော့ဒီစရာကြီးမှဖြစ်ပြခဲ့တာတွေကနေလို့လိုက်တာလား ဟုတ်တယ်ဟုတ်တယ်ငါမိသားစုတွေတေခဲ့ရတယ်လို့မျိုးဒင်းတို့ဆွေတင်မျိုးဆက်ပြန်ခံသောအောင်ငါလုံးမှာအထောက်ဆိုရင်ဘွားစင်ကြီးကယူးသလိုလိုပေါ့သလိုဖြစ်သွားတာရောနင်းစနပ်ပဲလားတိတ်သေးကြတာပေါ့ဟာဒီမိမကြီးကိုလည်းငါအသက်ပြုံးမှာအေးဒါမှဒီမိမကြီးကဖျားတရားတိတ်လို့တော့ယူးအောင်ပဲယူးသွားတာဥပဒါလည်းဒေါသထွက်သွားတယ်ဗျအဲနင်းကတရေပြစ်နေတာတော့မှဆက်ပြီးတော့ရုံမာနေတဲ့လူတယောက်ပဲဟာငါဘာကောင်လဲဆိုတော့နေသိတယ်မဟုတ်လား တိတာဗောမဲပြင်းရဲ့သားရဲ့အေးနေခုနေလို့ရတဲ့ကိုရဲတဲ့ရက်ပြီးတော့ဒီကောင်လေးကိုတွေကနေထွက်သွားပြီးတော့ငါတို့ဇေယျဖြတ်တယ်ဆိုတာနေဇေယျကိုပြုပြင်ဖို့ဖက်ထားဟာအကောင်းလာဖို့အစိုးကိုဖြတ်ရတာထုံးတယ်မယ်နေဇေယျကိုနေစိတ်ဆွဲမနေနဲ့တော့ဇေယျတိဆောက်ပြီးဟောဒီဇေယျမှာပဲအလှူတန်းလုပ်ပေးမယ်နေကိုအမြောက်ဝေပေးမယ်နေတာရုခေါ်လိုက်ပြီးတော့ကိုသွားလို့ရဘုံဘွားကိုသွားတော့မောင်ကုန်းကလည်းမှန်ကြသွားတယ်ဗျမွှေဦးနေချိန်တော့ကောင်းမှုတွေအများကြီးလုပ်ခဲ့တာပဲဟာ မကောင်းတဲ့စိတ်အစွဲလန်းနေနဲ့မကောင်းတဲ့ဘဝမှာမနေပါနဲ့တော့တာတို့ခေါ်ပြီးတော့ဒီတဲ့မြင်းတဲ့ဘုံဘဝတွေကိုတက်လှမ်းသွားပါတော့ဟာမောင်ကောင်ကလည်းတစ်ခါထပ်ပြီးတော့ငိုပြန်တယ်အဒီတစ်ခါလည်းတော်တော်ဥလိုက်သေးလိုက်ကိုငိုတာဗျငိုပြီးတာနဲ့မောင်ကောင်တယောက်ကအရှိကိုငိုက်ကြသွားတယ်အခုကဖြိုးဝခတ်တယ်ဆိုတဲ့တန်းတွေကလည်းသူ့လိုလိုပြုတ်ကြပြီးတော့တိုင်လုံးကြီးတွေကလည်းတုံးနဲ့လဲကြကုန်တယ်ဗျအတော်ဆုံးပြီပြောရရင်တော့ရွာစည်းကနှစ်ရက်ထဲနဲ့ပြီးသွားပါတယ်သွန်ရမြောင်းနေကြတော့အဖေနဲ့ရွာလူကြီးတွေကလာကြပြီးတော့ဆရာတော်တွေကိုပြင့်ပြီးတော့ ဇေယျပေါ်မှာပဲရေသက်ချတရားနာကြတယ်။ကာလာသားတွေကတော့ဟိုနေရအဖြစ်ကိုရင်ကုန်နှုတ်ပိတ်ထားကြတယ်ဆိုတော့လူကြီးတွေမသိတော့ဘူးဗျ။တိကျရင်လည်းတိကြမှာပေါ့လေ။ရေသက်ချပြီးတော့တာရုနုမောနာခေါ်ပြီးမြင်းရဲမမြင်းရဲတရားတွေမှန်သမျှကိုအမြတမ်းပေးဝေလိုက်တယ်။အမြတ်ဝေတာရုခေါ်ပြီးတဲ့အချိန်မှာပဲဇေယျကြီးကဟုံးငနဲ့အတံမီသွားပြီးတော့တစ်ချက်တိတ်ငနဲ့တုံသွားပါ။လူကြီးတွေအကုန်လုံးကလည်းခေါင်းတွေထောင်ထလာကြတယ်ဗျ။ဆရာတော်တွေဆိုရင်လည်းတခါတည်းစောင်းကြောင်ထိုင်ကုန်ကြမကြပါဘူးဗျာနောက်တစ်ခါတိတ်ငနေတုံသွားပြီးတော့ဟုံးငနေဆိုအတန်ကြီးကထွက်လာပဲ အကျုပ်ထင်တော့ဒါမတ်ရွှေဦးစုတဲ့တကြွယ်မှာသူသားတို့ရတဲ့အကြောင်းကိုပြတာဖြစ်မယ်ဗျ။နောက်ဆုံးချက်ဝန်ကလေးတန်းကြီးမိတဲ့အခါမှာတော့ဇေယျဘွားလူတွေအကုန်လုံးကလည်းဆင့်ပြေးရတယ်ဗျ။ဟော့ပြေးပြေးကြဟေးဇေယျတိကြီးပြုံးပြီးတော့အားလုံးကလည်းကြောက်လန့်ကြောင်းနဲ့ထပြေးကြတာဖဏတ်တော်မွေးနိုင်ပါဘူးဗျ။ဒီတကါတော့ဦးစင်းတွေကထိတ်ဆုံးကနေပြေးကြတာဗျ။ဟိုလူပြေးဒီလူပြေးနဲ့မလို့ကျုပ်တို့ကလည်းရောင်ရမ်းပြီးတော့လိုက်ပြေးကြတာတုတ်တန်ထဲမှာဖုံတွေကိုထလို့ပြော ကျွန်တော်ချန်နယ်ကနေအခုတင်ဆက်ပေးသွားတဲ့ဇာလံကောင်းလေးကတော့ဆရာကတော့ကိုရန်ရေးသားထားတဲ့သုံးဒီဥပဒါနဲ့တုတ်တန်တဲ့ရဇေယကြီးဆိုတဲ့အတွက်တစ်စာသင်46ပဲဖြစ်ပါရခင်ဗျာ။နောက်မြောက်မှာလည်းဒီတဲ့ဆက်ဝင်သားသားကောင်းတဲ့ဇာလံကောင်းများကိုတင်ဆက်ပေးသွားမှာမို့ဆောင်းမြော်အပိနာဆင်ကြပါအောင်ခင်ဗျာ။နောက်ဆက်အပိခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတို့လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ပရိသတ်များအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာ။